နေ့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလာကင်းလို့တဲ့သတင်းချုပ်လာပြည့်နေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြည့်နေမှာဒါရန်ကုန်မြို့လေကောင်32လမ်း Beauty Land Hotel အခန်း900ရာနေမှာမင်္ဂလာတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့အပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူတက်မှုဆိုတာသိတယ်ပေါ့ဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုတော့အခုကာကဒီလိုမျိုးတခြားမြို့နယ်တွေတော့ကျမတို့ကတော့တိတ်မသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ အဲ့ပြဿနာဖြစ်နေတာပြီးတော့အခုကအွန်လိုင်းပေါ်မှာတယောက်နဲ့တယောက်မသိပဲနဲ့အာအွန်လိုင်းပေါ်မှာနေရည်စားတွေဖြစ်ကြတယ်အသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇေယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာအွန်လိုင်းပေါ်ကအပေါ်ယံအလှပုံလေးကြီးကြည့်ပြီးတော့အာကြိုက်ကြပြီးတော့နာအပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီဟိုတယ်တွေတဲခူကန်းတွေရောက်ကြတယ်ပေါ့နော်ရောက်ကြတာရဲ့နောက်ဆက်တွဲကဘာလဲဆိုတော့အခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့ အာမူရစေပြတနာမူရစေကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်နိုင်လို့လူသက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်လေနော်။ဒါပေမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကျတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်။အဲစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးယစ်မူးယစ်စေးအဲအဓိကမူးယစ်စေးရဲ့ side effect တွေပေါ့နော်။မူးယစ်စေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ်။ဒေါသဖြစ်ပြီးဆိုလဲအဆုံးထိတွေလေ။ အဲ့တော့ဒီလိုမျိုးဟိုလိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လည်းထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစရာပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမွေးစဉ်နောက်ဆက်တွဲတွေဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့ မှတ်ပုံတင်နေပါလိမ့်များမယူလို့လားပေါ့နော်မှတ်ပုံတင်ယူရင်တော့သူတို့နောက်ဆက်တွဲဘသူဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လေရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်တာကြတော့လေအမြင်ကတိတ်ပြီးတော့မတင်တယ်ဘူးပေါ့လေနော်အလားပြည့်နေကြီးကလည်းဖြစ်တယ်ပေါ့ကြားရတာတွေကစိတ် စိတ်တော့မကောင်းစရာပေါ့နော်ဒါပြင်းနေနေဒါပြင်းနေမနေမကောင်းလို့ပေါ့နော် နေမကောင်းကိုကိုအိညာသားကဈေးကူရောင်းပါတယ်။ဘယ်နေမကောင်းလို့သူဈေးလို့မနေ့ကုန်းနိုင်ရဘယ်နာရီလာတာ ?9 နာရီခွဲလောက်ကလာ။ဒီ9ခွဲရလာတာ12နာရီမှပြန်လာတာ။အပြန်လာပြီဘာဟုတ်လား။ဘာကြီးကုန်းကြော်တခုယူလာတာ။အမေတဲ့မင်းနေပေါင်းလို့သားဈေးသွားကူရောင်းမယ်ဆိုပြီး။သူ့ဘေးနဲ့ဈေးသွားကူရောင်းလား။ကူရောင်းတာ9ခွဲကနေစနစ်ပြန်လာပြီ။ တာငါကြီးကိုကြော်တဘူးယူလာတယ်နော်ဆိုပြီးနေလဲစားညာလဲစားမမုံပြီသူကဝေဖန်တာအမေအမေကကြီးကပြော့တယ်နော်တခါလေးじゃအမေအမေကကြီးကကြီးတယ်နော်အမေပြောအောင်အမေစိတ်ရုံကိုပြောအောင်နော်အဲသူများဝေဖန်သူကအရင်ဝေဖန်လာပါဟုတ်တယ်မလားချင်းနေကောင်းလားမာကံပရိသတ်ပါရှင်ငါးကောင်မာကံပရိသတ်ပါအဖတ်မပါနည်းနည်းမဲသူလိုဖြစ်သွားတာပေါ့ ငါ့ရင်ကွန်ကျော်ဦးမငပိတက်ပါပတိမနေမကောင်းလို့သူဖေးဈေးကူရောင်းပါတယ်မနေ့ကခင်း9နာရီမှာဈေးရောင်းခင်းတယ်ပေါ့နော်ဈေးရောင်းခင်းပြီးတော့သူဖေးဈေးကူရောက်တယ်အာသူသားကိုကိုသူသားဗလိုက်သွားတယ်အသားအကြီးကောင်ပေါ့နော်အကြီးကောင်မ9နာရီပဲလိုက်17နာရီမှာပြန်လိုက်မိသားငါ့ရင်ကွန်ကျော်တို့လာသမီးမစားသေးကြလားငါ့ရင်ကွန်ကျော်တွေသားတယ်ဂျမသားကြီးပါကြည့်လိုက်ကြည့်လိုက် ။ရောက်မယ်ပေါ့အားခဲပြီးဈေးရောက်မယ်ဆိုပြီးတော့ဈေးမရောက်ပါဘူး။ရင်းမရောက်ဖြစ်ဘူးပေါ့နော်။မရောက်ဈေးကကိုမရောက်ပြတာပေါ့နော်။နေမကောင်းတာဆိုတော့တို့ပြီးတော့အဲ့မနက်9နာရီထားပြီးတော့စိုင်းကိုခင်းပေးတယ်။မိုးလင်းတာနဲ့စိုင်းခင်းကြည့်ပေါ့။နေမကောင်းတော့အဲ့ရနာဆိုပြီးတော့အမနက်ကိုတော့ဒါမှ9နာရီထားရတယ်။9နာရီထားပြီးကိုယ်သီးကုန်းနဲ့သီးလေးအကုန်လုံးအသီးတွေရောင်းမှုအားလီးပေးပြီးတော့ဒါအခု နားတာပါရှင်ပတိမောင်မတွေ့ဘူးဆိုရင်တော့တောင်းပန်ပါလေလို့ဒီမကောင်းလို့ဟာတောင်းပန်ပါလေရှင်ရှင်မောင်နေအကုန်သီးကြီးအကုန်မနဲ့ငါးလိုက်လို့ကုန်လိပြီးခဲ့ပါတယ်ချီရတဲ့ညီမလေးတွေလည်းအစိုးကြီးလာပြီးနေလာပြင်းနေဆိုလောက်ပါတယ်ပတိမောင်မှာငါးလိုက်လို့ထားပြီးတော့အသီးသီးပါတယ်အစုံလိပြီးခဲ့ပါတော့မိုးလင်းတာနဲ့အကုန်ခင်းပြီးပြီးသွားတာပါ